ဟယ်လိုအားလုံးပဲမင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့တိုင်းစစ်ကစားမဖြစ်တဲ့ Benjamin Sheshku ကတော့ဒီလာမယ့်ဘုံမောင်းနဲ့ပွဲမှာပြန်ကစားနိုင်ဖို့အတွက်နှိစက်မှုတွေရှိနေပြီးတော့ Aston Villa နဲ့ပွဲမှာဆိုလို့ရှိရင်ပွဲချိန်ပြည့်တောင်မှကစားနိုင်တဲ့အခြေအနေမျိုးတွေတွေ့နေရတယ်ဆိုပြီးတော့ report တွေရကျွန်တော်တို့သိရတယ်။ဆိုတော့နီးပြပြတဲ့ Ruben Amorim အတွက်တော့ကျွန်တော်ဒါဟာ immediate အရေးကြီးတဲ့ဒါကစားမဖြစ်သူကိုပြန်ပြီးတော့တုံဆွဲခွင့်ရတော့မယ်လို့ကျွန်တော်ပြောရမလား။ ဘာလို့လဲဆိုတော့လက်ရှိ Shake Queen ရဲ့အနေထားကိုကျွန်တော်တို့ကြည့်ရင်သူတို့ report ရဆိုရင်သူတို့ကပြောထားလဲဆိုတော့လက်ရှိမှာသူကဒီမြခင်းပြည်နယ်ပေါ်မှာပြန်ပြီးတော့သူလေ့ကျင့်ငန်းတွေလုပ်နိုင်နေပြီကျွန်တော်လာမယ့်15ရက်နေ့ည16ရက်နေ့မနက်မှာရှင်မင်းကစားမယ်ဘုံမောင်းတဲ့ပွဲအတွက်လည်းကစားမဖြစ်သူကဘယ်လိုပြောမလဲဒီအတိုင်းသားအနေငယ်ပေါ့နော်ထားပါတော့ဗျာဟိုအရင်လူစင်းမှာပါလာတာမျိုးတို့ပြီးလို့ရှိရင်ကျွန်တော်တို့ညီနေဒါ7မိနစ်9မိနစ်လောက်ဝင်ကစားတာမျိုးတို့ပေါ့နော် တွေးရနိုင်တယ်ဆိုပြီးတော့သူပြောထားတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီပွဲဘုံမောင်းတဲ့ပွဲပြီး6ရက်အကြာမှာကစားမဲ့ Aston Villa နဲ့ပွဲမှာဆိုရင်လုံးဝပွဲချိန်ပြည့်ပါလာဖို့ရှိတယ်ဆိုပြီးတော့သူပြောထားတာဆိုတော့ဘာကြောင့်ကျွန်တော်ဘင်ဂျမင်ရှက်ကိုကိုအဲ့လိုမျိုးပြင်မြင်ရဖို့နီးစက်တာကကောင်းတဲ့အရာလေးလို့ပြောရင်တို့ဒါမဲ့ဘုံမောင်းတဲ့ပွဲမှာဒီ PB ဘုံမောင်းတဲ့ပွဲ PB ဆိုတာနေပေါ့နော် Brian Ambumo ပြီးရင်ကျွန်တော်တို့ဒါ Armageia လို့ ਨੇ ဒီ မာစတာဗီတို့ကသူတို့နိုင်ငံပွဲစဉ်တွေအတွက်အာဖရိကပွဲစဉ်တွေတော့သွားပြီးတော့ကျွန်တော်တို့ကစားကြတော့မှာဒါဟာကျွန်တော်တို့အတွက်စိတ်ပူစရာသူတို့ပြီးသွားပြီဆိုလို့ရှိရင်သူတို့သွားပြီဆိုတာနဲ့ကျွန်တော်အသေးမှဂျိုရှုဝါ60ဂျန်မယ်ပြီးရင်ကုညာဂျန်မယ်မီဆန်မောင်းဂျန်မယ်ပေါ့ဒါပဲဂျန်တာအဲ့တော့သူတို့သွားတာနဲ့တပြိုင်နဲ့ပြန်လာဖို့ဆိုရင်ကျွန်တော်ကုညာကိုလိုပါတယ်အဲကြောင့်ဒီ sorry ဗါလဲဒီ Benjamin Shake ကိုကျွန်တော်လိုပါတယ် ချက်ကူကအတင်းရွယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်အရေးပါတယ်ပေါ့အကယ်လို့ဘင်ဂျမင်ရှက်ကူကစားနိုင်မယ်ဆိုလို့ရှိရင်네루နံပါတ်10နေရာအတွက်ကျွန်တော်ကဂျူဂျူဝါဇစ်ဇီကိုအဲယာထားလို့ကျွန်တော်ရတယ်။ဘာကြောင့်လဲဆိုတော့ဇစ်ဇီကရှက်ကူလိုမျိုးတိုက်စစ်နေရာမှာကျွန်တော်ကစားတဲ့သူမဟုတ်တဲ့ခါကျတော့နံပါတ်10မှာပဲသူကထားကစားမှကျွန်တော်ရမှာ။ MOD ကိုယ်တိုင်ကလည်း GD ဂျူဂျူဝါဇစ်ဇီကိုအဲ့လောက်ကြီးကြီးသူကမကြိုက်ဘူး။မကြိုက်တော့ region တိုက်စစ်မှာလည်းသူ့ကိုမတုံဘူး။네루နံပါတ်10မှာလည်းသူက chain creation ပိုင်းရအဲ့လောက်ကောင်းတဲ့ player မဟုတ်ဘူးဆိုတဲ့ခါကျတော့ ကုညာတို့မေဆံမောင်းတို့ကိုပဲသူကဦးစားပေးပြီးတော့သုံးမှာပဲဆိုတော့ကုညာကလည်းအဲဒီထက်ပို့ပြီးတော့သူလုတ်ပြနိုင်မှုလူပြီးပေါ့ဒါပါတော့အန်ဘူမူတို့ဘာလို့နိုင်ငံပွဲစဉ်တွေတွားပြီးဆိုတာနဲ့ကျွန်တော်တို့ကကုညာစီကဆွမ်းဆောင်ရည်တွေပိုကောင်းတာတွေပြနိုင်မှနာတွေကျွန်တော်မြင်ရမှာဖြစ်မှာပြီးရင်ကျွန်တော်တို့နဲ့မေဆံမောင်းကလက်ရှိကောင်းနေပြီပြီးတာနဲ့ဘင်ဂျမင်ရှက်ကူလည်းတို့ပြန်ပါပြီဆိုလို့ရှိရင်အရန်ကိုမှဆိုလို့ရှိရင်ကျွန်တော်ဒါတုံးလို့ရတဲ့ကစားမဖြစ်ဂျီစီးကိုကျွန်တော်တွေ့ရမှာပဲတိုက်စစ်မှာလည်းကျွန်တော်သူ့ကိုတုံးလို့ရတယ်ပြီးရင်နေရိုနံပါတ်တက်မှာလည်းယာထားလို့ကျွန်တော်ရတယ်သူဟာအတင်းရဲ့ အကောင်းဆုံးတိုက်စစ် option တော့မဟုတ်ဘူး။ဒါပေမဲ့အဓိကကစားမကြီးသွားပြီဆိုတဲ့ချိန်ဒီမျိုးမှာဇစ်ဂီကအများကြီးအရေးပါလာမယ့်ချိန်ဒီမျိုးပါ။အဲဒါကြောင့်ဟိုသူမလာခင်မှာဆိုလို့ရှိရင်တိုက်စစ်ပိုင်းမှာကျွန်တော်တို့ဘင်ဂျမင်ရှေ့ချ်ကူတို့ဘာလို့ပြန်ပါလာဖို့ဆိုတာမျိုးကပါနော်။အတင်းတွေအရေးပါတယ်။တိုက်စစ်ပိုင်းမှာလည်းအဓိကကစားမတယောက်ဖြစ်ကျွန်တော်ခေါ်ထားတယ်။ injury ပြဿနာကြုံထားတယ်ဆိုတော့ကျွန်တော်ကတော့အခုလက်ရှိ report တွေထဲမှာပြောသလိုမျိုးချက်ချင်းလက်ငင်းပြန်ပြီးတော့ပေါ့နော်။အခေါ်တာမျိုးတော့အသုံးနာမျိုးတော့လုတ်လိမ့်မယ်လို့မထင်ဘူး။ဒါပါတော့ဗျာရတဲ့ injury ပေါ်မှာတော့မူတည်သေးတာပေါ့ သူကပေါင်တန်ရရသွားတယ်ထင်ပါတယ်ဆိုတော့လစ်ချာတို့ဘာလို့သုံးနေတယ်လို့မျိုးတော့ဖြစ်ကျင်မှာဖြစ်မှာလစ်ချာတို့ဆိုတာမျိုးကအဲဘယ်လိုပြောမလဲ ACL injury ရထားပြီးတော့ဗောနောကာလာအကြာကြီးနားထားတယ်ဆိုတော့ MO ring ကတတိထားပြီးတော့သူသုံးနေတာဒါမှန်ကန်တဲ့လို့ရက်ပါအဲဒါပေမဲ့လည်းကျတော်ဒီတိုက်စင်မှုဖြစ်တဲ့ Shesh Guru ကျတော်မတူတော့ဘူးဗောနော်။ကုညာကိုလည်းသူကဒန်ယာကပြန်တက်တာလာပြီဆိုတော့ ਨੇ ချက်ချင်းပွဲထွက်လူစင်းမှာထဲ့တာဗျာ။အဲ့တော့ကုညာလိုပဲတိုက်စင်မှာဆိုလို့ရှိရင် Shesh Guru ကလည်းအရေးကြီးတဲ့ကစားမတယောက်ပဲ။အဲ့တော့ Shesh Guru ကလည်း နီးပြအမ်မိုရင်းရဲ့ဘက်ကချက်ချင်းပြန်ထည့်မလာပါတော့အကယ်လို့မထည့်ဘူးဆိုရင်တော့ကျွန်တော်ကတော့ဒါအက်စတွန်ဗီလာနဲ့ပွဲလောက်မှပဲအရင်လူစင်းနေပါလိမ့်တဲ့ကိုပါလာတာတွေ့ကောင်းတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အမြင်ဆိုလို့ရှိရင်သိကြတယ်သူတို့ပြောနေတယ်လို့မျိုးဘုံမောင်းတဲ့ပွဲမှာပါချင်မပါလာဟုံးမှာဘုံမောင်းတဲ့ပွဲမှာအရင်လူစင်းတဲ့ကိုပါလာတယ်ဆိုရင်တော့မှကျွန်တော်တော်တော်ဝမ်းသာမှာပါဘာကြောင့်လဲဆိုတော့အနည်းဆုံးတော့ဘုံမောင်းတဲ့ပွဲမှာကအန်ဘူမူတို့ဘာလို့အကုန်ရှိအောင်မှာကိုနော်အာဖရိကဖလားတွေဘာတွေသွားလိမ့်အောင်မလို့ကျွန်တော်မထင်ဘူးဆိုတော့ဘုံမောင်းတဲ့ပွဲပြီးသူတို့အာဖရိကသွားပြီဆိုတာနဲ့ အက်စတိုမီလာနဲ့ပွဲမှာအ ਨੇ ဆုံးတော့အရင်လူဆင်းမှာရှက်ရှ်ကိုကိုပြန်ပြီးတော့တွေ့ရမယ့်ခြေအနေမျိုးပါဆိုတော့ဒါကြောင့်ပေါ့နော်ဘင်ဂျမင်ရှက်ရှ်ကိုဒီလက်ရှိပြန်ပြီးတော့ပါနိုင်တော့မယ်အက်စတိုမီလာနဲ့ပွဲမတိုင်ခင်ဘုံမောင်းနဲ့ပွဲမှာဒီဂရိုနေနေပေါ့နော်ဒါမြင်ရလိမ့်မယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်